်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲတစ်ပါ DVB ရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါအာနာဒိန်စစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေကိုစတင်ကျင့်သုံးပြီးတဲ့နောက်မှာမြန်မာစစ်တပ်ရဲ့ကလေးစစ်သားစုဆောင်မှုနဲ့အတုံးပြမှုတိတိတသားမြင့်တက်လာခဲ့တယ်လို့အမေရိကန်အခြေစိုက်လူခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကဇွန်လ20ရက်နေ့မှာပြောလိုက်ပါတယ်ပြခဲ့တဲ့2024ခုနှစ်အတွင်းမြန်မာနိုင်ငံကလက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးစစ်သားစုဆောင်မှုအပါအဝင်ကလေးတငယ်တွေပေါ်စိုးဝါးစွာချိုးဖောက်မှုပေါင်း2138မှုကိုကုလသမဂ္ဂကစစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်းဆိုပါရယ်နောက်ထပ်အတည်ပြုဖို့လိုအပ်နေသေးတဲ့အလားတူဥပဒေချိုးဖောက်မှုပေါင်း1200ကျော်ရှိနေသေးတယ်လို့လည်းပြောပါရယ်စစ်တပ်ကအာဏာသိမ်းပြီးခရက်ကအသက်12နှစ်အထိပါဝင်တဲ့ကလေးစစ်သားစုဆောင်မှုအမှုပေါင်း1800ကျော်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးစစ်အုပ်စုဟာအဲ့ဒီလိုစုဆောင်ရမှာပြန်ပေးဆွဲတာမျိုးတွေလှုပ်ဆောင်ပြီးသူတို့ကိုရှေ့တန်းစေလွတ်က လမ်းပြလို့ကုန်ထမ်းသမားလို့တခါတရံမှာလူသားတိုင်းအဖြစ်အသုံးချနေတယ်လို့လည်း HRW အဖွဲ့ကပြောပါရယ်။ဒါအပြင်ကုလသမဂ္ဂရဲ့ကလေးစစ်သားစုဆောင်းအသုံးပြုမှုစီးနှင်းမှာတော့မြန်မာနိုင်ငံကအစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်း9ခုကိုလည်းထည့်သွင်းထားတယ်လို့ဆိုပါရယ်ခင်ဗျာ။ ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်လူမှုကွန်ရက်ပေါ်မှာဆုတောင်းစာတင်ခဲ့တဲ့အတွက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ MRTB ဝန်ထမ်းမနှင်းရင်ဖြူကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကနေဖော်ပြပါရယ်။မနှင်းရင်ဖြူဟာဒေါန်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းအပြင်ပန်းတပိတ်လှူရှာမှုအဖြစ်ပန်းပန်ထားတဲ့ဓာတ်ပုံတွေကိုလည်းလူမှုကွန်ရက်မှာဖော်ပြခဲ့တယ်လို့သူနဲ့နှိဆက်သူကပြောပါရယ်။သူကိုဇွန်လ21ရက်နေ့တော့ကနေပြည်တော်တက္ကသိုလ်မှာရှိတဲ့ MRTV ဝန်ထမ်းအင်အားမှရှိနေချိန်မှာစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပြီးသူအသုံးပြုနေတဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုပါသိမ်းဆီးထားတယ်လို့သိရပါပါတယ်ခင်ဗျာ။စကိုင်းတိုင်းအင်းတော်မြို့နယ်နဘာရွာမှာရှိတဲ့ရောင်မင်္ဂလာဖုန်းကြီးတန်းကိုစစ်ကောင်စီတပ်ကဇွန်လ22ရက်မနက်6နာရီဝန်းကျင်မှာလေကြောင်းကနေဘုံနဲ့ကြိမ်ကျဲချခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ဘုန်းကြီးကျောင်းဆောင်တွေလည်းပြက်စီးသွားတယ်လို့ Indo Revolution IR အဖွဲ့အစည်းကနေသိရပါဗျ လမ်းပေါ်မှာခီးသွားနေတဲ့အမျိုးသမီးတစ်ယောက်ခေါင်းမှာဘုံးစားထိမှန်ဒဏ်ရာရသွားခဲ့တာဖြစ်ပြီးအချင်းနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ဘုံးတန်ကြောင့်ရောင်မင်္ဂလာဘုန်းကြီးကျောင်းအတွင်းကတာသနိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပေမဲ့ကျောင်းကရဟန်းတန်ဃာတော်တွေကတော့စစ်ဘေးရှောင်နေကြတဲ့အတွက်ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ IR ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အင်တော်မြို့နယ်တစ်ခုလုံးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ခင်ဗျာ။ တွေ့ဆုံဆွေးနွေးရေးအတွက်မူ6ချက်အပေါ်မှာဆက်လက်ကင်ဆွဲထားပြီးလက်ရှိအချိန်ဟာအာနာသိန်းစစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရမယ့်အချိန်မဟုတ်ဘူးလို့ K3C အဖွဲ့ဝင်ဦးအောင်ဆန်းမြင့်ကပြောပါရယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါရယ်ခင်ဗျာဒီအပေါ်ဝင်အာနာသိန်းစစ်တပ်ကိုထောက်ခံခြင်းမရှိတဲ့အလောက်နိုင်ငံတွေကပါတော်လိုင်းအင်အားစုတွေကိုစစ်တပ်နဲ့တွေ့ဆုံဆွေးနွေးစေပြီးလက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးပြဿနာမျိုးဖြေရှင်းကြဖို့ပြောဆိုတဲ့နေ့ထပ်ပေါ်လာတဲ့အချိန်မှာ K3C အဖွဲ့ဝင်ဖြစ်သူကအခုလိုပြောဆိုလိုက်တာပါ ကီတရီစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ကရင်မျိုးသားတုတ်တရေးပါတီ KMPP ၊ကရင်မျိုးသားစီယုံ KMU နဲ့ချင်းမျိုးသားတပ်ဦး CNF အဖွဲ့ဝင်တွေကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပေးတဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုရယူမှာမဟုတ်ဘူးလို့ကင်းဒီမြို့သားတုတ်တရေးပါတီ KMPP တွင်မူနဲ့ဥအောင်ဆန်းမြင့်ကဆိုပါတယ်ကိစ္စအချင်းချင်းနဲ့တော့ကျွန်တော်ဒါအဆုံးတိုက်ရမယ်လို့တော့ကျွန်တော်နားလည်တာလေ ဒါမဲ့လေဒီနေ့ကျွန်တော်တို့ပြောတဲ့အသေးဆုံးစီမံကတော့လက်ရှိအနေအထားမှာကျွန်တော်တို့တစ်တန်းနဲ့ဆွေးနွေးဖို့တော့မဟုတ်ဘူး။ဆိုတော့သူတို့ဆွေးနွေးရမယ့်အချိန်ကတော့ရှိလာလို့ပါပေါ့နော်။အဲဒီအဲဒီတစ်ချိန်ဝင်ကျွန်တော်တို့ပြောတာဖြစ်တယ်။ဒါတော့ဘလို့ဝဖြစ်ဖြစ်ပါကျွန်တော်ကတော့သူ့ကိုဆွေးရတဲ့အနေနဲ့ကျွန်တော်အပြင်းအပြင်းမမဟုတ်ဘူး။ဆိုတော့2008ကိုကန်ဆယ်နေပြီးကလပ်တော့အခုကျွန်တော်တို့ပြောနေတဲ့ဒီလို PC ရေး လူခွင့်ရနေကျဆဲတော့ဒီမျိုးစီတောင်စုကြီးဆိုတာကဘယ်လိုမှအာမခံခြင်းမရှိဘူးနော်ဆိုတော့ကျွန်တော်တို့တွားပြနေတာကဒီချင်းချင်းမဟုတ်ဘူးဆရာတရားဒီလိုနောက်ထပ်တရားတက်လာလို့မျိုးမဟုတ်ဘူးကျွန်တော်တိုင်းကြီးကိုကျွန်တော်တို့ကအစ်တစ်ဆောင်ကြောင်းလို့ခြင်းနဲ့ကျွန်တော်တို့ system ချင်းကိုတွားပြနေတာဖြစ်တာပေါ့နော်အဲ့ဒါဒင်းစစ်တဲ့နဲ့တွဲဆုံဆွေးနွေးဖို့ကိဒရီစီပါဝင်တော်ရရင်အားစုတွေဘက်ကတောင်းဆိုထားတဲ့အချက်၆ချက်ကဆရာနာသိမှုကိုဖယ်ရှားပြီး စစ်တပ်ကနိုင်ငံရေးကနေအပြီးထွက်သွားဖို့လက်နက်ကင်တပ်တွေကိုဒီမိုကရေစီနည်းရရွေးချယ်ထားတဲ့အရသာဆွေရဲ့အောက်မှာထားဖို့2008ဖွဲ့စည်းပုံကိုအပြီးဖြတ်သိမ်းပြီးအသက်ပြန်သွင်းတဲ့သူတွေကိုတိုက်ဖြတ်ဖို့ဖွဲ့စည်းပုံအတွက်ကိုပြန်ရေးဖို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက်ကိုတည်ဆောက်ဖို့နဲ့ပြစ်မှုကျူးလွန်ခဲ့တာတွေကိုတာဝန်ယူပြီး အတွင်ကုပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်မှုစုတဲ့အချက်တွေဖြစ်ပါတယ်။အဲ့ဒီအချက်တွေကိုမလိုက်ရောသမျှတော့စစ်တပ်နဲ့တွဲဆုံဆွေးနွေးမှုလုပ်မှာမဟုတ်ဘူးလို့လေအမျိုးသားအညီညွတ်ရေးအစိုးရပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းပြောဆိုပါတယ်။စစ်တပ်ဘက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေဆွေးနွေးဖို့ပြောဆိုထားပြီးတော်လှန်ရေးအင်အားစုတွေဘက်ကအဲ့ဒီဖွဲ့စည်းပုံကိုဖျက်ပြီးမှဆွေးနွေးဖို့ဆိုတဲ့တောင်းဆိုမှုတွေရှိတာကြောင့်တရုတ်အပါအဝင်အာဆီယံနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေရဲ့သွတ်ဆုံဆွနေစီအိမ်ဘက်ကဖြစ်လာမှာမဟုတ်ဘူးလို့ဝါရင်နိုင်ငံကြီးလိလာတုံးသက်သူဦးတန်းစုနိုင်ကထောက်ပြပါတယ်။အဲ့ဒီအခြေခံမူတွေပေါ်မှာနားလည်လက်ခံစစ်ကောင်စီဘက်ကမရှိသေးသမျှတော့ဆွနေဖို့ရတော့ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ပါဘူး။အာရှဘက်ကိုယ်တိုင်ကထားထားတဲ့နော်ငုံငါချက်နဲ့ပတ်သက်လို့စစ်ကောင်စီကလက်မမခံဘူး။ဒါကိုလက်ခံနိုင်အောင်ဖိအားပေးနိုင်တဲ့လူရန်တရာလည်းမရှိဘူး။တွစ်ဆုံဆွနေရေးအတွက်အားလုံးပါဝင်တဲ့နော် ျွန်တော်တို့စီဝေးတရားခေါ်ဆိုမှုဆိုတာဟာတံမြောက်ပြင်နေတာဒါလည်းလင်းနေကြပါဘူးအနာလေးစတဲ့ဘက်ကတော့တိုင်းရင်းသားတော်လိုင်းရဲ့ဖွဲ့တွေအနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပေးထားတဲ့အတိုင်းသာတိုင်းရင်းသားတွေလူချင်းနေတဲ့နိုင်ငံရေးအမတ်ခံချက်ကိုပေးနိုင်မယ်လို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အဆိုပြုတယ်လို့ကြေညာခဲ့တဲ့ပါကစ္စတန်နိုင်ငံဟာနောက်တရက်အကြာမှာပဲအီရန်ကိုအမေရိကန်ကဘုံကျဲတိုက်ခိုက်ပြီးမှတော့ပြန်လည်ရှုံချခဲ့ပါတယ် ပြီးခဲ့တဲ့လကအိန္ဒိယပါကစ္စတန်ပဋိပက္ခအဆုံးသတ်စေရေးစစ်မှန်တဲ့ငြိမ်းချမ်းရေးဖန်တီးသူအဖြစ်ဆောင်ရွက်ခဲ့တဲ့ထရန့်ကိုငြိမ်းချမ်းရေးတော်ပဲစုအတွက်အဆိုပြုကြောင်းဇွန်လ22ရက်နေ့မှာပါကစ္စတန်နိုင်ငံကထုတ်ပြန်ခဲ့ပါတယ်။ကြီးကျယ်တဲ့မဟာပြူဟာမြောက်အမျိုးမြင့်ကြီးမားတဲ့ထူးချွန်ပြမြောက်တဲ့နိုင်ငံပြုဒုက္ခမိန်ဆန်မှုတွေကိုပြသခဲ့တယ်လို့ထရန့်ကိုပါကစ္စတန်ကချီးကျူးခဲ့တာပါ။ဒါပေမဲ့22ရက်နေ့မှာတော့အမေရိကန်က Iran News ခန်းတွေကိုဘုံကျဲလိုက်ချိန်မှာတော့လေတံပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ီရန်နျူကလ িয়ার စခန်းတွေကိုပေါ့ကျဲတိုက်ခိုက်ခဲ့တဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာအပြည်ပြည်ဆိုင်ရာဥပဒေတွေကိုချိုးဖောက်ရရောက်ပြီးတန်တမာရေးနိလန်းကသာအီရန်အချက်တဲကိုဖြည့်ရှင်းမှုတခုတည်းသောနိလန်းဖြစ်တယ်လို့ပါကစ္စတန်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ